လျှင်စစ်တပ်အခွဲရုံမှာကြီးကြီးမားမားမီးလောင်မှုကလန်ဒန်အနောက်ပိုင်းကိုတန်အားပြတ်တောက်စေခဲ့ပြီးတဲ့နောက်ဥရောပမှာအသွာလာအများဆုံးဖြစ်တဲ့ဗြိတိန်ရဲ့ဟီဒရိုလေဆိပ်ကမလ21ရက်အစောပိုင်းမှာ24နာရီကြာပိတ်ထားလိုက်တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။လေကြောင်းခီးစင်ရာပေါင်းများစွာနဲ့ခီးတဲ့ထောင်ပေါင်းများစွာကိုတက်ရောက်နေတာနဲ့အတူ လာမယ့်ရက်ပိုင်းအတွင်းထီရုကဲကဲကမောက်ကမောက်ဖြစ်မှာကိုမိမိတို့မျှလင့်ထားတယ်လို့လေးစိမ့်အာနာပိုင်တွေကပြောပါရယ်ဟီဒရိုဟာတိတိတတတရားပြတ်တောက်မှုကိုကြုံတွေ့နေရပါတယ်လို့လေးစိမ့်အော်ပရေတာက၎င်းရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ခဲ့ပါရယ်လေးစိမ့်ကိုမလ21ရက်၎င်းရဲ့မတိုင်မီအထိပိတ်ထားမယ်လို့ထုတ်ပြန်ကြမှာဖြည့်ဆွတ်ဖော်ပြထားပါရယ် ခီးတဲ့တွေဟာလေဆိပ်ပြန်မဖွင့်မခြင်းဘဲအခြေအနေမှာမစိုးလေဆိပ်ကိုမသွားသင့်ပါဘူးလို့ဖော်ပြထားပါတယ်။ဟီဒရိုလေဆိပ်ပိတ်ထားမှုကြောင့်လေဆိပ်ကနေအနည်းဆုံးအသွားပြန်လေကြောင်းခီးစဉ်1352ခုကိုထိခိုက်စေလိမ့်မယ်လို့လေကြောင်းခီးတွေကိုအွန်လိုင်းခြေရာခံတဲ့ Flight Radar 24ရဲ့ဖော်ပြချက်အရသိရပါတယ်။လေဆိပ်ပိတ်ကြောင်းကြေညာချိန်မှာလေဆိပ်အဝင်မှာလေယာဉ်120ပြန်တန်းနေတယ်လို့ဆိုပါတယ်။